ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်ဖုန်းမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာရေးဆရာဆရာတင့်လူဤဟိုဘက်အစိမ်းတို့မြေဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်း၁၀အနည်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာသင်ကြားခြင်းများတက္ကသိုလ်မှာအင်္ဂလိပ်စာအဓိကယူရတဲ့ကျွန်တော်ဟာအဘိုးဘာသာအဖြစ်နိုင်ငံရေးသိပ္ပံယုတ်တိဗေဒသမိုင်းပါဠိနဲ့မြန်မာစာကိုယူရတယ် ပထမနှစ်တနေ့လုံးအင်္ဂလိပ်တရားရဲ့ကဗျာ15ပုတ်ရဲ့ပြဇတ်2ပုတ်ရဲ့ဝိထု2ပုတ်ရဲ့သင်ရင်ကြီးသွားတယ်ဝိထုတွေကဟေမင်ဝေးရဲ့ဘင်လေပြာနဲ့တန်ဃာအိုရဲ့ဂျိမ်းစ်ဟီလတန်ရဲ့နှုတ်ဆက်ပါတဲ့ဆရာချစ်ရဲ့ပေါ့ပြဇတ်ကတော့ရှေးစပီးယားရဲ့မက်ကဘက်ပဲကဗျာတွေကတော့ဘာဂရီရဲ့ဂိုဒန်ထရက်ရှာရီကဗျာပေါင်းချုပ်ဂျန်တဲ့ကဟာရီပဲရေးပြီးသားအစေးတွေကိုအလွတ်ကျက်ရတယ် ကိုဘာသာကိုရေးဖို့ဆွေးနွေးဖို့နည်းနည်းမှအမပေးဘူးသင်ခန်းစာထဲမပါတဲ့အကြောင်းအရာတစ်ခုစာအုပ်အကြောင်းပြောမိရင်အဆွေးနွေးခံရတဲ့နည်းပြဟာကတ်ဆိုင်ပြီးအလုတ်ထုတ်ခြင်းထုတ်ခံရမယ်ဤတဲ့ဆိုတာဖြစ်ခြင်းဖြစ်မယ်မြမစာပေဖတ်ရတာတဖြည်းဖြည်းနဲ့နှစ်သက်လာတယ်နတ်ရှင်တော်ရဲ့ယတုတွေဖတ်ပြီးသဘောကျမိတယ်ဘုန်းတော်ကြီးတွေရေးတဲ့ကြံရတွေလည်းအများကြီးပဲညာသောအပြင်မိမတွေရဲ့အလှဘက်ကိုရေးကြတာလည်းအံ့ဩစရာသမိုင်းကတော့ဝါရဖြန့်ဖို့တသက်တင်တာပဲ ပကံခေတ်ကနေနေဝင်းခေတ်တိတရေကောင်းအာဇာနီဒိုင်းပြူပြည်ပြုပုဂ္ဂိုလ်တွေကိုတန်းစီဒရင်ပြတယ်။1885မင်းဆက်ပြတ်တုံးပြီးသူကျွန်ဘဝဗီဒီရှားအောက်ရောက်ချိန်ကိုအထူးစပယ်ရှယ်အသားပေးတင်ကြတယ်။ရဲဘော်အုံးချိန်နဲ့ BIA ကနေဒိုင်းပြည်ရောက်ထဲကြမှာဆိုလို့1962ခုနှစ်မှာအကျဉ်းသာကြီးစွာနဲ့အာဏာသိမ်းလိုက်ရတဲ့အထိဇက်ကြောင်းကတော့အထွတ်အထိပ်သမိုင်းပေါ်။ဆရာတွေကတင်စရာရှိတာကိုကြားရည်လွတ်တွတ်တွတ်တင်သွားတာပဲ။ ဝေဗန္ဒာတွေလေကန္ဒာတွေလာမလုံနဲ့လုံးဝလက်မခံဘူးဘယုတ်ဘရက်လှုပ်ရင်စံဝေးဘဲမှာအကြောင်းသိစေမယ်တချို့ရွှေထက်မရံများထက်ရှားတဲ့ဆရာတွေကတော့အလုတ်ပြုတ်မှလည်းမကြောက်ဘာမှလည်းအေးမဆိုင်ပဲညညာရက်ကိုချစ်လွင်းလို့ဇာတင်ချင်းလွင်းလို့တင်နေကြတာတွေ့ရတယ်အဲ့ဒီလိုဆရာမျိုးတွေကိုကျွန်တော်တို့ကဖရားတဆူဂုတလုံးကိုးကွယ်တာပေါ့နိုင်ငံရေးသိပ္ပံနီးပြဟာအဲ့ဒီလိုဆရာမျိုးပဲကြည့်ရမယ့်စာတွေကိုခေါ်ပေးတိုင်ပေးပြတာနဲ့သူပြောလေရှိတာက နိုင်ငံရေးသဘောတရားဆိုတာဒါမျိုးกว่าဒါပေမဲ့အဲ့ဒါတွေကလက်တွေမှာဘာမှအလုံးမဖြစ်ဘူးဟေးမင်းတို့အဲ့ဒါလိုထိုက်မဖြစ်ရနိုင်တော့ငါခေါ်ပေးတာကိုဖြေဒါမှအမှတ်ကောင်းပါအဲ့ဒီလို ပြောတယ်ဇယားတင်တယ်မြဟာရင်သက်ရှူမောအန်ဩဝေရပါပဲမဆာလာရဲ့အန်ဒီမရီမန်းချက်နဲ့ဥနေဝင်းရဲ့ဝါရဖြန့်ချင်မှုတွေဟာလက်တွေဘဝရဲ့အလုံးစုံချွတ်ချုံကြနေတဲ့ပညာရေးဇီဝရေးအခြေအနေတွေနဲ့ဘယ်လောက်ထိဖြောင်ဖြောင်ကြီးဆန့်ကျင်နေတယ်ဆိုတာကိုသူကွန်းကွန်းကွက်ကွက်ပြောလို့ သူ့လက်ချာတွေကိုရောင်းသားတွေတခုတ်တရတိုက်တယ်ရေးကြမှတ်ကြတယ်အကျိုးဆက်ကတော့ရာထူးချခံရပြီးရွာကျောင်းဆရာကလေးဖြစ်ဝေလံခေါင်ဖျားဒေတာကိုအဖို့ခံလိုက်ရတယ်ဆရာမလေးတွေရဲ့အတန်းဆိုလဲလူတွေကြိတ်ကြိတ်တို့တက်ကြတာပါပဲသို့တော့တက်ရတဲ့ရည်ရွယ်ချက်ချင်းတော့ကွာသလေဆရာမတို့ရဲ့အတန်းကအလှအပကိုဖူးမြော်ခြင်းလို့တက်ကြတာကိုအတန်းပြင်းလက်ဖက်ရည်ဆိုင်တမေတမော့ထိုင်ပြီးဆရာမရဲ့အလှကို ခွဲချမ်းစိတ်ဖြာကြတယ်လက်ချောင်းလေးတွေကဘယ်လိုခြေချောင်းလေးတွေကဘယ်ဝါပေါ်ဗမာတွေအဖို့အလှပရဲ့ပြည်ပြည်စုံချင်းဟာလက်ချောင်းခြေချောင်းတွေပေါ်မူတည်တကောဒုတိယနေ့ရောက်တော့အသားချောင်းနဲ့ခေါင်းရည်ရိတ်ခါလဲပြည်စုံရဲလဲရဲတင်းလာပြီမှု မြို့တော်တခွင် ပြဲပြဲစင်အောင်လျှောက်သွားတော့တာပဲမန္တလေးဆိုတာကဘွဲမျိုးကိုခမရဖရဘွဲနတ်ဘွဲဖုန်ကြီးပြန်ဘွဲအမျိုးမျိုးကျင်းပနေရတယ်နတ်ဘွဲကတော့နည်းနည်းကြောက်ရတယ် နှစ်ပွဲမှာသွေးထွက်တန်းရုံမဖြစ်ဖဲမပြေးဘူးသွေးနဲ့ရစ်ပူစောသလားအောက်မေ့ရတယ်မရိမှုတွေလည်းခဏခဏဖြစ်တတ်လို့လူကြီးလူကောင်းတွေကနှစ်ပွဲကိုရှောင်တယ်သမီးပြောတွေကိုနှစ်ပွဲမသွားဖို့တင်းတင်းကြပ်ကြပ်တားမြစ်တယ်ဘာပဲပြောပြောဗမာတွေဟာပွဲကိုအင်မတန်ကြိုက်တယ်အထူးသဖြင့်ပွဲတွေကလူရှင်တော်ကိုသူတို့အသေးဆွဲပဲလူရှင်တော်တွေကလည်းပါဇက်ပရိတ်လုံးဝမထားဘူးဂိုင်းမထားဘူးအစိုးရမကလို့ဘာကြီးဖြစ်နေနေပြက်စရာရှိလို့ကတော့ မျက်ခုံးမတွင်စရန်းကိုပြက်ပြက်တာလူကျွန်တော်တယောက်ဆိုစင်နောက်မှာသူ့ကိုဖမ်းဖို့အချုပ်ကရောက်နေတာတောင်းစင်ပေါ်ကနေပြက်နေတော့ပြိတ္တတွေကသူ့ကိုအင်မတန်ချစ်ပေမဲ့သူအဖမ်းခံရတော့ဘယ်သူမှမကယ်နိုင်ကြဘူးရဲတွေကသူ့ကိုသွားအွန်လိုက်ကြွတ်ထွက်အောင်ထိုးချိန်ပြီးဘယ်သူဘိုးတုံးဆိုတာကို ပြကြတယ်အဲသိမကြပါဘူးမြမတပြေလုံးပြည်သူတွေအုံကြွတဲ့အေယာမပွဲကြီးကိုမျက်မြင်ကိုယ်တွေ့ကြုံကြရပါတော့တယ်။အဲဒီတော့ကတော့အိမ်မထက်တောင်ထက်မမရဲခဲ့ကြဘူး။ ။တညနေအဆောင်ပြန်လာတော့ဘိုက်စာရာနဲ့လမ်းဘေးဆိုင်တဆိုင်မှာမုံဟင်းကားဝင်စားတယ်။ကောင်းပါလေ၃ယောက်ကလည်းမုံဟင်းကားစားနေကြတယ်။ကျွန်တော်ဆိုင်ထဲဝင်လာတော့သူတို့ပစ္စည်းတွေလာလူတဲ့ဓမြကိုကြည့်တယ်လို့ကျွန်တော်ကိုဝိုင်းကြည့်နေကြတယ်။တွင်ကနေဖြစ်သွားပေမဲ့မထုဇာခင်ပြီးဝင်ထိုင်တယ်။မုံဟင်းကားတပွဲမှာတယ်။တောင်ပေါ်လေးသာမဝဲအောင်အတက်နိုင်ဆုံးကြိုးစားတယ်။သူတို့တွေကတယောက်ကမကြတဲ့ကြပြောတယ်။ဝိပုံစားပုံကြည့်စမ်း။ဘေကီဘေကလာကအချိန်မှရောက်လာတဲ့လူလည်းမသိဘူးနော်။ သူတို့ပြောမှကိုကိုကိုပြန်ကြည့်မိတယ်ဟုတ်ပါစစ်ကြခင်အဟောင်းအမြင်ကြီးဝေထားပြီးတကောလုံးဝက်တကောင်လိုချွေးတွေရွှဲနေတာကိုသပင်ရွှေကြီးနဲ့ဆိုတော့ကျွန်တော်ပုံကကြောင်းသားနဲ့မတွေ့ပဲအလင်းဝင်လာတဲ့သဘုံနဲ့တူးနေတယ်ယာခင်ကိုချွတ်ခုံပေါ်တင်ထားလိုက်တယ်လမ်းပေါ်မှာတော့လေထန်လာခဲ့ပြီမန္တလေးထုံးစံလေဝေတွေမှွေနေပြီလေပြင်းတိုက်တော့မဲ့လက္ခဏာတွေပဲမြန်မြန်စားပိုက်ဆံရှင်ရင်အဆောင်ပြန်ဖို့ပြင်တယ်ဆိုင်ဝရောက်တော့ကောင်းမလေးတယောက်ကလှန့်អော်တယ် ဒီမာရှင့်ကြခင်ကြံရစ်ခဲ့ပြီလေကအယံထန်နေပြီးသစ်ပင်တွေတောင်လဲကုန်တယ်မိုးကြိုးတွေလည်းပြစ်လျှက်စီတွေလည်းလက်တလောကလုံးကောင်းကင်ပြိုကျသလိုဝယုံသုံးကားဖြစ်နေတယ်မိုးရွာတော့မယ်ကောင်းလိုက်တာအဆောင်ပြန်ရောက်ရင် အလကားပဲတင်မိုးရေချိုးရတော့မယ်ရေစေးကြီးလို့တော်ယုံနဲ့ရေမချိုးပြဖူးလေမိုးရေတဝါကြီးချိုးပြီးရှင်လန်းဝမ်းမြောက်စွာနဲ့ချင်းတော်တဲ့ဝင်စာလုံနေလိုက်တယ်ညဆတနာရီလောက်ကြတော့ လမ်းတစ်ဖက်မှာလူတွေဝယုံသွန်ကားအော်ဟစ်နေကြတာကြားရလို့ရခင်ကောက်ဆွေပြီးမိုးရွာကြီးတဲ့ပြေးထွက်ပြီးသွားကြည့်မိတယ်ပထမတော့တခိုးလားမိုးကြိုးပြတာလားထင်းနေတာနောက်တော့ဘဲဟုတ်မလို့အိမ်ထဲကိုမွေဝင်သွားလို့တယ်ကျွန်တော်ဥမြူသွားတယ်မိုးရွာပြီးရေတက်လာတော့မွေပါလာတာလေခုတော့တောင်ပေါ်သားအစွမ်းပြရချီသေးရဲ့မွေကို အမိကကင်ပြီးရိုက်တက်လိုက်တယ်ဟေးဟေးညသာတော့ဥဆူရချီသေးရဲ့မွေသေးသွားတော့ ခေါင်းမလေးတွေအများကြီးပုံနေရကထွက်လာတယ်။အဲ့ဒီထက်ကတယောက်ကကျွန်တော်ကိုလက်ညှိုးထိုးပြီးဟိုညဏ်ကြီးကဂျာကင်နဲ့လူမဟုတ်လား။အဲ့ဒီလိုပြောတယ်။ရုံတုံတုံလောရင်အတန်ဆူဆူလေးနဲ့ပြောတယ်။အင်းကျမတို့ဒီနားမှာယောက်ျားလေးဆောင်ရှိနေတာကန်ကောင်းတယ်။နောက်ဆိုတခုခုပြင်ခေါ်မင်းနော်။ကျမကမိုးပါမိုးလို့ခေါ်ပေါ့နော်။အချင်းမီလာလေနိုင်ပါတယ်သူစကားတွေကအသေးသေးစုသွားတယ်သူပြောပုံကိုမုံလိုက်တာ လှတော့အတော်လှတယ်။ဒေါပွားနေတာနဲ့ဘာမှပြန်မပြောမိဘူး။အဲ့ဒီနောက်ပိုင်းကျွန်တော်သူတို့ကိုတန်တန်သမျှရှောင်တယ်။သူတို့ကလည်းကျွန်တော်ကိုတွေ့တိုင်းစတယ်။အထူးသဖြင့်ကျွန်တော်လေတံကိုပေါ့။နောက်ပိုင်းကျတော့လည်းမရှောင်နိုင်တော့ပါဘူး။မိုးနဲ့တင်ငယ်ချင်းတွေဖြစ်သွားခဲ့တယ်။မိုးရဲ့အဖေက အောက်သားတယ်။စစ်တပ်ကအရာရှိကြီးတယ်။မိုးအမေကအညာသူတယ်။မင်းမျိုးစစ်တပ်ကတော့မှဖူးစာဆောင်ကြတယ်။ တက်ကဆိုတော့ခါကာဝရာစီတောင်ချေကနေကော့တောင်အငူထိမြန်မာပြည်တနန်တလျာခြေစုံကောင်းပြားလျှောက်ပြောင်းနေရလို့မရောက်ဘူးတဲ့နေရမရှိသလောက်ပဲတဲ့ရာထုတပြေးရံပြေပြောင်းတော့တောင်ချင်းနာမှာခြုံကိုအတိုက်ခံရလို့သူ့အဖေးသေးတယ်တိုက်သွားတာပို့အုပ်တပုံတွေတဲ့ကျွန်တော်တို့ညီကိုမျိုးနွယ်တွေပေါ့လေမိုးအသက်18နှစ်မှာဒါအမိနှစ်ယောက်မန္တလေးပြောင်းလာကြတယ်ဝင်းစင်လာစားနဲ့မလောက်လို့မုံဆိုင်လေးဖွင့်ရင်းမိုးကိုကြောင်းထားလာတာတဲ့ မို့ကဗုဒ္ဓဘာသာဝင်ပါကိုချေတော့ဘောကိုရက်တဲ့နေရမှာမမမိမ့်မတ်တဲ့ပရောင်မိမ့်မတွေနဲ့ပို့တူတယ်သူကအမြဲပျော်ပျော်ပဲနေရတယ်သူ့ကိုနားလည်နိုင်ဖို့ကျွန်တော်အချင်းအများကြီးယူရတယ်သူ့ရဲ့ခံယူချက်တွေယုံကြည်မှုတွေဟာကျွန်တော်လိုကတလိနဲ့ရိုးရာယုံကြည်မှုပေါင်းဆက်ထားတဲ့လူတစ်ယောက်အတွက်အယံရှုပ်ထွေးလွန်းတယ်တခါတလေလဲစီနဲ့ရည်လိုပါပဲသူ့အတွက်ဘာသာတရားဆိုတာပုဂ္ဂလိကကိစ္စပဲ သူစိတ်ကြင်နှက်ဖို့သူလောက်တာမျိုးပဲစီးနဲ့ကန့်နဲ့ဘာသာတရားကိုကိုးကွယ်ခဲ့ရတဲ့ကျွန်တော်အတွက်ဒီကိစ္စဟာအင်မတန်ထူးဆန်းတာပေါ့လေသူကဖျားပထိုးဇေဒီတွေဘုံကြီးကျောင်းတွေတွားရတာကြိုက်တယ်အဲ့ဒီမှာသူတရားထိုင်ခြင်းထိုင်တတ်တယ်ဒါပေမဲ့မိယုဖလာဗုဒ္ဓဘာသာတွေလိုလဲမဟုတ်ပြန်ဘူးသူများတွေလိုနံပါတ်ဝါဘာဖြစ်ပါစေညာဖြစ်ပါစေဆိုတာမျိုးလဲသူတခါမှစူတောင်းတာမကြဘူးဘူးယခုလက်ရှိဘဝမှာနောင်တမရရရင်ပဲကျေနပ်လှပြီတယ် ဘဝကိုပျော်ပျော်ကြီးကြည်ကြည်နက်နက်ကြီးနေမယ်လက်တွဲဘော်ကောင်းနဲ့ဒေတပန်တက်တဆုံနေကျင်တယ်တဲ့ဒါပဲသူလိုချင်တာဒါပဲတဲ့လေသူကစိတ်တူရတယ်နဲနဲမှသီးမခံတတ်ဘူးဒီအတွက်သူ့ခန္ဓာကို သူအပြစ်တင်တယ်ဗုဒ္ဓဝါဒီတွေယူဆသလိုမိမဆိုတာယောက်ျားထက်နေပါတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့သူနဲ့ဆွေးနွေးပြစ်တယ်ဒါနဲ့ပတ်သက်ပြီးသူပြောတာကတော့မိမကယောက်ျားထက်ဖုန်ကန်နေတယ်ဆိုတာဟုတ်လဲဟုတ်တယ်ဟုတ်လဲမဟုတ်ဘူးတဲ့ ကိုဘာသာကိုစဉ်းစားပေါ်တယ်။သူနဲ့ကျွန်တော်ရိုးသားတဲ့တင်ငယ်ချင်းဘဝသိကာလမရှိကြလိုက်ဘူး။ကျွန်တော်တို့နှစ်ယောက်စလုံးအပြစ်ကင်းစင်တဲ့အရင်မန်ကလေးတွေမဟုတ်တဲ့အတွက်လာပြညာတညမှာမစွမ်းရင်လည်းရှိကစွင်ခင်းလည်းညှိကြတာပေါ့။တက္ကသိုလ်ပရဝန်တွေကတိပင်ကြီးတိပင်အောင်ခုံတန်းလျားလေးပေါ်မှာပါ။တကယ်တော့လည်းရှင်မြန်းနေရတာနဲ့အချိန်ကုန်တာပါပဲလေ။ချစ်သူတွေဖြစ်တော့ထုံစံတိုင်းရှောက်လဲကြတာပေါ့။ ရုပ်ရှင်အတူတူကြည့်နန်းတွင်တဲ့သွားမန္တလေးတောင်ပေါ်သွားသခိုင်းတောင်ဘက်ကနေနေဝင်မြင်ကွင်းကိုကြည့်ဆောင်းတန်းဘေးမှာဗေဒင်မေးဗေဒင်ဆရာကနှစ်ယောက်လုံးနိုင်ငံရခြားမှာအခြေချရမယ်လို့ဟောခဲ့တယ်။ဒိတ်တခုချစ်သူဘဝနဲ့ပဲနေကြဖို့နှစ်ဦးသဘောတူခဲ့ကြတယ်။ကျွန်တော်တို့ဘာသာလဲမတူလူမျိုးလဲမတူတဲ့နှစ်ဦးချစ်သူဖြစ်ခွင့်ရှိမရှိအစိုးရကသဘောတူမတူမသိဘူးလေ။အစိုးရရဲ့သွေးခွဲအုပ်ချုပ်ရေး policy ရ ကျွန်တော်တို့လိုဗုဒ္ဓဘာသာလည်းမဟုတ်လူမျိုးကြီးလည်းမဟုတ်တဲ့မျိုးနွယ်စုလေးတွေဟာအမျက်မျက်စိတောက်ထောက်အကြည့်ခံရတာမဟုတ်လားရန်ကုန်ကလူတွေဆိုခုထိဗရောင်ဆိုတာလူသားစားတတ်တဲ့အရင်ဆိုင်တွေလိုထင်ကြတာတဲ့မိုးတငယ်ချင်းတွေကိုယ်တိုင်လည်းဒီလိုပဲထင်ခဲ့ကြတာဆိုပဲကျွန်တော်တို့ရိုးရာဒလိအရာကိုယူမဲ့မိမဟာခေါင်းကြီးဖောက်ကောင်းရမယ်အိမ်နှွေးမှုနိုင်နေရမယ်မို့မှအဲ့ဒီအရေးချင်းတွေတခုမှမရှိဘူး မိုးဟာချစ်သွေးတက်နေတဲ့အချိန်ဆိုပန်းရောင်စိတ်တက်ကြနေခြင်းဆိုအပြာရောင်စိတ်ကြည်လင်အေးချမ်းခြင်းဆိုဘန်ခတ်ပုံဒီဇိုင်းနဲ့အဝတ်စားတွေဝတ်တတ်တယ်လုံချီကိုအောက်ကအတွင်းကမပါပဲဝတ်တတ်တယ်ဇပင်ကိုကြည်ဆံမြည်ကြည်ထားပြီးနှွေဆိုမရောက်ပန်းပန်းထားတတ်တယ်ရုပ်ဆိုးတဲ့မိမတွေမှပန်းပန်းတာလို့ကျွန်တော်ပြောမိတာကြောင့်အဲ့ဒီအချိန်ကစပြီးပန်းမပန်းတော့ဘူးမျက်နှာမှာအမြဲတနခါလိမ့်တတ်တယ်ဘောင်တာပါပါရိုက်တတ်တယ်မြန်မာဖနပားနဲ့ ठी ကိုအမြဲဆောင်တတ်တယ် အဲအနောက်တိုင်းဆန်းကျင်လာပြီဆိုရင်ဘရာစီယာနဲ့အတွင်းကန်ပေါင်းပြီးဝစ်တယ်လုံကြီးတော့ဝစ်တုံးပဲနောက်ဖက်နှက်စီးတယ်မျက်နှာမှာမိတ်ကတ်တင်တယ်ဂျင်းပေါင်းပြီးကတော့လိန်ဆွဲဆောင်မှုမရှိဘူးလို့သူယူဆလို့ဘယ်တော့မှမဝစ်ဘူးစကတ်ကလည်းသူနဲ့မလိုက်လှဘူးလက်ကင်ဘဝနဲ့တည်းအမြဲပါတယ်တထေကအကြံသုံးတထေကအကြွားသုံးပေါ်ညညဆိုမင်းကလေးဆောင်ရှိကအုတ်ခုံတွေပေါ်ထိုင်ပြီးကျွန်တော်တို့ဂီတာဝိုင်းဖွဲ့ကြတယ် တခါတလေလဲမိန်းကလေးတွေက ခဲဝဲဘောစင်တွေပို့ပြီးအားပေးတတ်တယ်။တခါတလေလဲရဲလိုက်ဖမ်းလို့နောက်ကျတဲ့ခြေတော့သစ္စာပေါက်သဘောထားပြီးပြေးရတယ်။မိန်းကလေးဆောင်မှာအဝင်ထွက်လို့လို့ရတဲ့ခွေးတိုးပေါက်ကလေးရှိတယ်။အဆောင်ကိုမုံဖို့ပေးထားရင်သဘောရှိကလောဟီပဲ။ဇာပေလေးလာမှုအနေနဲ့ကတော့ဇာရွေပေးသမျှအကုန်အလွတ်ကျက်ပြစ်တဲ့အတွက်ပထမနေ့စာမေးဝဲကိုအမှတ်ကောင်းကောင်းနဲ့အခက်အခဲမရှိအောင်ခဲ့ပါရတယ်။ဒီလိုနဲ့ပထမနေ့ပြီးပါလေရော။အဲ385ခုနှစ် အော်တိုဘာလမှာတော့ရုတ်တရက်ကြီးရေဒီယိုကနေတရားရန်50ရန်30ရန်ဝေဆက်ကူတွေဟာတရားမဝင်တော့တဲ့အကြောင်းကြေညာပြီး85ကျပ်35ကျပ်နဲ့15ကျပ်တန်းဝေဆက်ကူအစ်တွေထုတ်ဝေမဲ့အကြောင်းသိရတယ်။နိုင်ငံဟာချက်ချင်းပဲနိုင်ငံရေးတင်မာမှုအရေးအယံတွေဖြစ်လာတယ်။ကျောင်းတွေပိတ်လိုက်ရတယ်။ကျွန်တော်မှပိုက်ဆံမကြံတလို့ဖြစ်သွားတယ်။အပြန်စရိတ်မရှိတော့လို့စပိန်ရောက်ရတယ်။မိုးကကျွန်တော်ပြန်တော့မယ်ဆိုတော့ငိုတယ်။ဖျားသွားပြီးပန်းရေချမ်းစင်ပြီးဆက်ကလှူဒန်းတယ်။ ကျွန်တော်လဲမေရမာရီစီဆူတောင်းတာပေါ့တောင်းတဲ့ဆူကတော့သာဝရပေါင်းဖက်နိုင်ဖို့ပါပဲမိုးအိမ်ပြန်သွားတော့ကျွန်တော်လဲဖေကုံပြန်ခဲ့တယ်ဒီဇင်ဘာလကြောင်းဖွဲ့ရမှာပြန်တွေ့နိုင်မယ်လို့မျှော်လင့်ရင်းပေါ့အိမ်ရောက်တော့အမေကကလေးမွေးပြီးနေပြီစတရောင်မြောက်အငယ်ဆုံးလေးကိုဟင်နရီလို့နာမည်ပေးကြတယ်ဘရောင်ဘာသာနဲ့သားထွေးပေါ့ကလေးစတရောင်ကိုလူလာမြောက်အောင်ကြွေးရမွေးရမယ့်ကိစ္စနဲ့ပတ်သက်ပြီးအဖေတို့အမေတို့ကောင်းကြိုက်နေကြတယ်ကျွန်တော်လဲ ။ဒါကြီးဩရတပီပီစိတ်မပူဘူးဖြောင်းပြတာပေါ့။ဒီလိုနဲ့မိသားစုမှာကျွန်တော်အရာရောက်လာခဲ့တယ်။လူလားမြောက်လာခဲ့တယ်။မိဘတွေဂုံယူရတဲ့တာတရားဖြစ်အောင်ကျွန်တော်ကြိုးစားမယ်လေ။ကြီးတောင်စားပဲတန်တဲ့ကောင်။ပထမချင်းငွေကြေးတရားမဝင်ကြညာမှုဖေကုံလုံးမြန်မာပြည်အစွန်ဖျားကငိုက်မိနေတဲ့နေရာမျိုးမှာတော့ငွေဆက်ကူတွေမတုံးရတော့ဘူးဆိုတော့ဂျင်ညာချက်ထွက်ပြေးနောက်ပိုင်းအဆိုင်ခဲဖြစ်ဒီလာခဲ့တဲ့ဒေါသတရားတွေကိုဒီဒီဒါသာကြီးတွေ့ရတယ် လက်ဖက်ရည်ဆိုင်တွေခောက်ဆွဲဆိုင်တွေကအစဈေးနဲ့ဖျားချောင်းမကြမ်းဒီကိစ္စကိုပဲပြောနေကြတယ်1962ခုနှစ်အာဏာသိမ်းပြီးကတည်းကအစိုးရပေါ်အုံလိုက်ကျင်းလိုက်ဒူဒူခါခါဖြစ်ကြတာဒါပထမဆုံးပဲလို့ထင်မိတယ်လူတွေခမတချို့ကမဲ့တချို့ကငိုတချို့လဲယူတချို့ဆိုသေချောင်းတောင်ကြံကုန်ကြတယ်တကယ်လို့သာအစိုးရရဲ့ပေါ်လစီအမှားကြောင့်ဖြစ်ရတဲ့ငွေကြေးဖောင်းပွမှုဟာယောဂါတခုဆိုခဲ့ရင် ခုလိုတရားမဝင်ငွေကြေးကြေညာချက်ဟာဝိညာဉ်နှုတ်သေးသေးပါပဲရှိသမျှမီဒီယာအကုန်လုံးပါကအစိုးရကထိန်ချုပ်ထားတာကြောင့်ပြည်သူတွေရဲ့အထွေထွေမကျေနပ်ချက်တွေဟာမီဒီယာပေါ်ပဲရောက်ပါမလဲဒါကြောင့်လဲပြည်သူလူထုဟာမိအေးနှစ်ခါနာဖြစ်ခဲ့ရတယ်တခါတုန်းကတယံဇာတပေါ်ကြွယ်ပါပြီးပညာရေးမြင့်မားခဲ့တဲ့တိုင်းပြည်ကြီးကိုဒီလိုစိတ်ယူပေါပြီးထင်ရှားလှုပ်တတ်တဲ့လူတွေအုပ်ချုပ်နေတယ်ဆိုတာကိုပြည်သူလူထုဟာယုံတောင်မယုံနိုင်ကြရှာဘူးထုံစံတိုင်း ကိုမြက်ချေးကိုဘယ်တော့မှမမြင်တဲ့နေဝင်းအစိုးရကတိုင်းပြည်ဘယုတ်ဒုက္ခဖြစ်တာဟာပြည်ရင်းပြည်ပအဖြစ်အမှောက်သမားတွေကြောင့်ဘဂဗကွန်မြူနစ်တွေကြောင့်တိုင်းရင်းသားတပုံတွေကြောင့်ဂုတ်သွေးစုပ်အမျက်ထုတ်တဲ့အရင်ရှင်တွေကြောင့်ဂိုလိုနီနယ်ချက်လက်သစ်တွေကြောင့်တို့အပြစ်ဖို့ကောင်းနေတော့ရိုးရိုးသားသားရှာဖွေထားတဲ့ပြည်သူတွေရဲ့ပိုက်ဆံကိုတော့ပြန်လဲပြီးမြဲသဘောကတော့အစိုးရဝန်ထမ်းကလွဲလို့ကြံတဲ့လူတွေလက်ထက်ရှိတဲ့တရားမဝင်ငွေဆက်ကူတွေဟာဘာမှသုံးမရတော့ဘူးလို့ဆိုလိုတာပေါ့လေ နိုင်ငံပိုင်မီဒီယာတွေကတော့ဒီလိုငွေကြေးတရားမဝင်ကြေညာမှုဟာတိုင်းပြည်ကောင်းတဲ့ကောင်းနိုင်မှုအရေးငွေကြေးဖောင်းပွားမှုကိုထိန်ချုပ်ခြင်းလို့ဖြစ်ကြောင်းရှင်းနေလိုက်ကြတယ်။ပြည်သူလူထုကမပြောပတ်လောက်တဲ့ယာယီအခက်အခဲလေးတွေကိုသိခံကြပါတယ်။ဒီလိုလှုပ်လှိုက်ခြင်းအပြင်မောင်ကိုသမားလက်ကားတွေအဖြစ်အမောက်သမားတွေမိဂိုငွေတွေလိုအငွေပြန်ပြောက်ွယ်ကုန်မတဲ့လေငွေဖောင်းပွားမှုဆိုတာစလုံးတော့မပေါင်းတတ်စေရတော့ဘူးတဲ့လေလက်တွေမှာတော့အဲ့ဒီကိစ္စကြောင့် အစိုးရနဲ့ဆက်ဆက်တဲ့လုပ်ငန်းကြီးတွေနဲ့ဂုံတယ်ကြီးတွေအရှင်မွေးတော့နေချင်းကြီးချမ်းသာကုန်ကြတယ်။တောင်သူလယ်သမားဦးကြီးများကတော့အစိုးရစီလယ်တွေထိုးအပ်လိုက်ရတယ်။ရလာတဲ့လယ်တွေကတရုတ်နဲ့ကလားဂုံတယ်ကြီးများကိုထိုးရောက်ပစ်လိုက်တယ်။တာမန်လက်လွတ်လက်စားပြည်သူတွေကတော့ထမင်းရက်ကြမ်းရေရက်မှန်ဖြစ်ကုန်ကြတာပေါ့။ဒီလိုနဲ့ရေဒီယိုကကြားနေရတဲ့အစိုးရဝါဒပြန့်ဆောင်ဖို့တွေကိုလက်ဖက်ရည်ဆိုင်တွေကနေအော်ဆဲကုန်ကြတယ် ဘုန်းကြီးတွေကလည်းဆွမ်းခံကြွတာကိုရက်ပြချင်းအပြင်တို့နေတို့ဟန်ဆန္ဒပြကြတယ်အဲ့ဒီအချိန်ထိလူတို့ရဲ့တခုတည်းသောဆန္ဒကတော့တရားမဝင်ပိုက်ဆံတွေကိုပြန်လဲပေးရပါပဲဒါပေမဲ့ဖြစ်မလာခဲ့ဘူးကို့မျက်နာပေါ်ကိုတရွေပြန်ထွေးမိတဲ့လူလိုပဲနာကျင်နာနန်းကျင်နန်းပြုံပြုံလေးခံပော့ွယ်တယ်လူတွေကလည်းပြုံနေကြပါတယ်ဒါပေမဲ့အရှိအာရှနဲ့တောင်အာရှမှာအပြုံဆိုတာအနောက်တိုင်းကတည်ထားသလောက်မယိုရှင်းဘူး ကျွန်တော်တို့ဟာပျော်လို့ပြုံးတာအပြင်နေသေးသမားခြုံတဲ့ကခြိုသေးသမားများဆိုတဲ့အပြုံမျိုးလဲပြုံးတတ်ကြသေးတယ်လူတွေစိတ်ထဲမှာဝဲခံဖို့ကြံနေကြပြီဘွဲတကဘွဲထဲမှာအကြီးအကျယ်ဆုံးနိုင်ငံရေးအုံကြွမှုဆိုတဲ့ဘွဲတော်ကြီးပေါ့1986ဇန်နဝါရီလမှာကျောင်းတွေပြန်ဖွင့်ပေမဲ့မန္တလေးသွားဖို့ကျွန်တော်မှငွေမရှိဘူးအိမ်မှာလည်းဖြူကားပြာကားကြနေတာကိုအစိုးရထောက်ပံ့ငွေလျှောက်တော့လဲလမ်းစဉ်လူငယ်မဟုတ်လို့အငင်းခံရတယ် ရန်စာတင်ကြောင်းတက်ပြီးမှကိုလိုကန့်လန့်လှုပ်ပြီးပြန်ထွက်လာလို့ဖះเจ้าကလည်းကျွန်တော်ကိုမထောက်ပံ့ဘူးနောက်ဆုံးဂျိုးစာပန်းစားမန္တလေးရောက်လာတော့ကျောင်းအပ်ဖို့အချိန်ကလွန်ခဲ့ပြီမိုးကတော့ကောင်းရှာပါတယ်ကျွန်တော်ကိုသူကြွေးထားမယ်လေစိတ်မပူနဲ့တယ်မိသားစုကိုကြွေးမွေးစောင့်ရှောက်တယ်ဆိုတာဗမာမိမတွေရဲ့တာဝန်ဝတ္တရားတယ်ဒါပေမဲ့ကျွန်တော်မနေနိုင်ပါဘူးအလင်းစလုံးအလုရှာလိုက်ရတယ်အလုရှာနေတဲ့အတော်တွင်မိုးကကြွေးထားတယ်တခါတလေလဲအငတ်ခံရတယ် မိဘတွေလည်းသူ့အဖို့နဲ့သူဖြစ်နေတော့ဒုက္ခမပေးခြင်းဘူးအဲ့ဒီတုန်းကတော့ရှိသမျှဒုက္ခအလုံးစုပြုံရောက်လာသလိုပါပဲလေဒီအသက်ရွယ်အထိတခါမှကိုယ်ခြေရောက်ပေါ်ကိုရပ်ပြီးရုံရကန်ရတာမျိုးမရှိခဲ့ဘူးဘူးကိုစပွဲတို့ဘဝမန္တလေးရဲ့လမ်းတွေပေါ်ကိုချင်းကိုချင်းရှောင်သွားခြင်းငတ်တလဲပြတ်တလဲလာပေါင်းများစွာဖြတ်တန်းခြင်းတရုတ်လူမျိုးမဒရစ်ဘာသာဝင်တယောက်ပိုင်တဲ့ဇာတ်တော်ဆိုင်ဒီဇိုင်းမှာကျွန်တော်အလုပ်ရလာခဲ့တယ် ိုင်ရှင်ကအသက်60နှစ်ပါမွန်မွန်ကြီးကြီးလူကြီးပါသူ့သားသမီးတွေကလည်းတက္ကသိုလ်ကျောင်းသားကျောင်းသူတွေဆိုတော့သူကျွန်တော်အခက်ခဲကိုစာနာတယ်ကျွန်တော်ကသူ့မိသားစုဝင်လို့စောင့်ရှောက်ပါတယ်ဒီလိုနဲ့မနေ့၈နာရီကနေည9နာရီအထိနားရမရှိကျွန်တော်အလုပ်လုပ်တယ်တနင်္ဂနွေမနေ့ဆိုရင်တော့ဖခင်ကျောင်းသွားခွင့်ပေးတယ်လက္ခဏာကတလကို300ရရတယ်လစာနေလို့မညိုညင်ပါဘူးအလုပ်ရှင်ရဲ့ကရုဏာတရားနဲ့ရင်ကျွန်တော်ကြည်နှက်လှပါပြီ ဘယ်လိုသမားသမကမှမရှိတဲ့ဒီတိုင်းပြည်မှာဒီလောက်ဆိုအတော်ကျင့်တ်ဖို့ကောင်းလာပါပြီ။မနေ့ပိုင်းဆိုကျွန်တော်တို့မြေစီလဲကျန်းတိုက်ဖုံတုတ်ဟင်းဒီဟင်းရွက်တွေရေးစေးချက်ဖို့ပြုတ်ဖို့ပြင်ဆင်ပေးညပိုင်းဆိုသပွဲထိုးတာပေါ့။ရှားရှားပါပါနိုင်ငံခြားဧည့်သည်တွေလာရင်သူတို့နဲ့စကားပြောရင်အင်္ဂလိပ်စကားပြောလေ့ကျင့်ခွင့်ရတယ်။လှုပ်ရှင်ကတော့အစားအသောက်နဲ့ပတ်သက်ပြီးမကဲ့ရက်တွေကျွန်တော်နိုင်ငံခြားသားနဲ့ဘာပြောပြောခွင့်ပြုတယ်။သူမြန်မာတည်တည်လေးပေါ်ကကြော်ပြီး ်ကောင်တာနောက်ကလည်းကျွန်တော်ကိုအကဲခတ်နေတယ်ဇာတော့ဆိုင်ဆိုတာပြဇက်ယုံလိုပါပဲလေလူတွေကကျွန်တော်တို့ဇပွဲတို့တွေကိုသူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေအာဏာတွေဘာဝါတွေလုပ်ပိုင်ခွင့်တွေကိုလာလာကြွားတတ်တယ်လို့ကျွန်တော်တို့မြင်တာပဲစစ်ထောက်လမ်းရေးတွေဟာကြောင်ကြကြတောင်းဇပွဲတစ်လုံးမှာရန်နဲ့ဆော်တာဆက်တော်ရင်လူတွေကိုသင်္ကာမကင်းတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတတ်တယ်ဂုံတယ်ကြီးတွေနဲ့သူတို့မယံငယ်တွေကျွန်တော်တထင်းနဲ့မောင်ကိုအယောင်ဝယ်လုပ်နေကြရဲရာစီကြီးတွေ လူမလိုင်းသားသမီးတွေအများကြီးပါပဲတခါတလေတော့လက်ထိတ်တန်းလန်းနဲ့ရာဇဝသားတွေကိုဇာတော်ဆိုင်မှာတွေ့ရတယ်လို့ထူးဆန်းနေတယ်မိကြီးတော့အဲ့ဒါတသက်တကျွန်းကြတဲ့လူတွေတဲ့လေမိသားစုနဲ့နောက်ဆုံးအကြိမ်ထမင်းအတူတူစားခွင့်ပေးတာလို့ပြောတယ်ဟုတ်မှာပါပဲဇာလို့တော်လို့ပြည်ရင်မျက်ရည်လဲရွှဲနဲ့မိဘတွေကိုကတော့ကြသားသမီးတွေကိုဖယံနှမ်းရှုပ်ကြအပြစ်တွေကိုခွန့်လွတ်ပါစေကြောင်း တောင်းပန်ကြနဲ့တွေ့နေရတာကိုဗမာလူမျိုးဟာ ဘုရားတရားတန်ခါမိဘဆရာသမားအနန္တအနန္တငါးပါးကိုပူဇော်ထိုက်သူတွေလို့သတ်မှတ်ပေမဲ့ရဲတွေနဲ့နိုင်ငံအုပ်ချုပ်မင်းလုပ်သူကိုတော့ဘယ်တော့မှပူဇော်ထိုက်သူစီရင်တဲ့မထည့်ဘူးတသက်တကြွင်းကြရာဇဝသားဆိုပေမဲ့တချို့ပြည်မှုတွေကမသိနားမလည်မှုနဲ့စင်ရွန်းနဲ့နဲမှုကြောင့်ဖြစ်ကြရရှာတာပါလေရွှေစိတ်တော်ကြည်လင်နေခြင်းတွင်ဆိုရင်တော့စစ်တော်လမ်းရွေဟာဘောင်းလို့တင်းလို့ကောင်းတယ်သူတို့ဟာသူတို့အလုတ်ပေါ်အင်မတန်ဂုံတင်ပြောတတ်ကြတယ် မြမပြည်ကြီးကိုကစောင်းတင်ထားတဲ့လူတွေဆိုပဲတယောက်ဆိုသူ့လိပ်စာကကျွန်တော်ကိုပေးပြီးကောင်းလေးမင်းကအင်မတန်လိမ်ပါတယ်အခုညီလိုရင်ငါ့ကိုအချိန်မေးပြောအဲ့ဒီလိုပြောခဲ့ဘူးတယ်အဲ့ဒီချိန်တုန်းကသူများစီကညစ်ဖို့နဲ့ညစ်ဖို့ပဲခြောက်နေတဲ့ရဲတွေနဲ့စာရင်စစ်ထောက်လမ်းရဲတွေကိုမိုးကြရွှေကိုလွတ်တောင်ထင်ခဲ့မိတယ်တရုတ်မင်္ဂလာဆောင်တရုတ်အတုဘတွေဆိုင်မာလာလုပ်ပြီးဆိုရင်ရှာထွက်အောင်ပင်ပန်းကြည့်တာမှန်တရုတ်ဧည့်သည်တွေဟာအင်မတန်ကကြီးကကြောင်များပြီး လူရှိသူရှိသပွဲတော်တွေကိုစော်ကားရတာအလွန်ဝါသနာကြီးတကူအာရှတိုက်သားမဟုတ်တဲ့နိုင်ငံသားဧည့်သည်တွေတဲကပထမဆုံးတွေ့ဖူးတာတော့ဆိုဗီယက်တန်ရာရှိတွေပဲကျွန်တော်မျက်စိထဲမှာတော့သူတို့အားလုံးတမီတဲ့ပေါက်ထားသလိုပဲသူတို့မိမတွေကလည်းကြီးများသလားမမေးနဲ့ပကံခွဲရောက်ဇွင်ခင်းတွေအားလုံးရင်ွေးစူးစူးနဲ့ပြုတ်ပေးရမှာတယ်သူတို့ဝိုင်းကိုရောက်တော့ဂျော်နီဟောကစိန်ထားတဲ့လက်တော့ဘဝတွေနဲ့ပကံတွေကိုအစာအသောက်မထက်ခင်တုတ်ကြသေးတာ နောက်ကဘာကလူတွေနဲ့လဲအဲ့ဒီမှာပဲစတင်စုံစည်းခဲ့ရတယ်။နဖူးတွေ့ဒူးတွေ့စတွေ့တွေ့ချင်းမှာကျွန်တော်အာယုံ၅ပါးကလက်မခံနိုင်ခဲ့ဘူး။တနေ့ကုန်လေကွင်းတဲ့ခိုင်းထားလို့ချွေးဖြိုင်ဖြိုင်ကြနေတဲ့ကျွဲပြူကြီးတွေလိုဆိုင်တဲ့သူတို့ဝင်လာကြတယ်။မိမတွေကလည်းမလုံတလုံနဲ့တကူလုံးလဲအမွှေးတွေကဒင်းကျန်းဂျာမန်နဲ့ဂျူးတွေပို့ဆိုးဘယ်လောက်ရေမွှေးတွေ ဖြန့်ထားထားမဒရီစရာကိုနန့်ကိုစီနဲ့လေ ဆိုပြီးရဲ့တန်ရာရှိတွေကလွဲလို့နောက်ထပ်အကြီးအကျယ်ကြီးတိုက်တတ်တဲ့ဧည့်သည်အမျိုးသားကတော့စစ်တပ်ကအရာရှိတွေပဲသူတို့ရှေ့ရောက်ရင်အပိုးကျိုးနေမှကြိုက်တယ်အကြီးအကျယ်မူနေတဲ့အရာရှိကြီးတယောက်ကိုကျွန်တော်ဇပွဲထိုးတဲ့တညမှာဟဲ့ကရိုးရိုးတေးတေးအပိုးကျိုးကျိုးဆက်ဆံတော့မင်းတို့ကောင်မျိုးကတော့ကြီးတောင်စာပဲတန်တယ်မှတ်ထားအဲ့ဒီလိုဗလိုင်းကြီးအတွေ့ခံရတယ် အလေးလိုက်ထွက်လာတဲ့ဒေါ်သာကိုချိန်မိတ်မြို့သေးရင်ကျွန်တော်အပြုံးကြီးပြုံးလို့ခေါင်းပြုတ်ထွက်မတတ်ငြိမ့်ပြခဲ့ရတယ်။သူ့ကိုစိုက်ကြည့်ရင်အသေးသေးဆွဲနေအောင်သူ့ရုပ်သွင်းကိုမှတ်ထားခဲ့တယ်။ငငယ်ကလေးကကျွန်တော်မှရှိခဲ့တဲ့မနှောမယစွမ်းအားတွေအရာကျွန်တော်သူ့ကံကြမ္မာလမ်းကြောင်းကို မြင်ခဲ့ရတယ်လို့ပါပဲ။တွေ့ကြသေးတာပေါ့စစ်သားရဲ့။အဲ့ဒီလိုစိတ်ထဲမှာကြိတ်ကြုံးွားခဲ့တယ်။တကယ်လဲသူ့ကိုပြန်တွေ့ခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ်ကမြန်မာတပ်နဲ့ထိုင်းတပ်ထိပ်တိုက်တွေ့ခဲ့တဲ့တိုက်ပွဲတစ်ခုမှာပေါ့ကြီးတွေအများကြီးစိုက်ဝင်ပြီးဖွဲအိတ်လိုမျော့နေတဲ့သက်မဲ့ခန္ဓာကိုယ်နဲ့ပေါ့ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာတင်လူဤအိုဘက်အစိမ့်တို့မြေဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း၁၀နှစ်နေပြင်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း၁၀သုံးပါ ရန်လဲဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ